ဒီနေ့တော့ကျွန်တော် budget phone တွေ entry level phone တွေမှာ PUBG Mobile ကို solo တော်တော်လေးကောင်းတဲ့နီလန်းတစ်ခုတွေ့ထားတဲ့အကြောင်းကိုပြောပြပေးပါဒါဟုတ်သေးချာအောင်လို့လည်းကျွန်တော်လက်ထံမှာရှိနေတဲ့ entry level phone တွေဖြစ်တဲ့ Oppo A5 ရဲ့ Techno Pover 7ရဲ့နဲ့ကျွန်တော်ဆန်းထားတာနည်းနည်းလေးတောင်ကြာနေပြီ ဘာလို့စမ်းတာလဲဆိုတော့အခု PUBG Mobile မှာအစ်စ်ပါလာတဲ့ Super Smooth Setting ကိုစမ်းတာပါဗောနော်ဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီ Super Smooth Setting ကိုမထားသေးဘဲနဲ့အရင်တော့က budget phone တွေမှာအမြင့်ဆုံးဆော့လို့ရတယ် HD graphic နဲ့ဆော့မယ်ဆိုရင်ဘယ်လိုနေမလဲမြင်ကွင်းတွေကပို့ပြီးတော့ကြည်တယ် vivid ဖြစ်တယ်တစ်ပင်နေမြက်ခင်းနေနောက်ပြီးတော့ away ကအဆောက်အဦပုံရိပ်တွေကိုပြပြသားသားမြင်ရတယ်ဒါမှမဟုတ်ဒီလောက် graphic တွေမှာကြတော့ဒီလိုမျိုး entry level phone တွေမှာကတခါတလေမလိုက်နိုင်ပဲနဲ့ frame rate ကျတာထစ်တာလေးတာလေးလေးကျွန်တော်ခံစားရတယ်ဒါမှမဟုတ်ကျွန်တော် ခုနကပြောတဲ့ Super Smooth Setting ကိုဖွင့်ပြီးတော့ဆော့လိုက်မယ်ဆိုလို့ရှိရင်တိတိတသားလေးပေါ်သွားမယ်နောက်ပြီးတော့ motion တွေကပို့ပြီးတော့ smooth ဖြစ် ်တာကိုခန်းစားရမယ်။နောက်တစ်ချက်အနေနဲ့ကတော့ rewind ပိုကောင်းသွားတာ။ဖုန်းကပေါ်သွားတဲ့နောက်ဆက်တော့အကျိုးအနေနဲ့ကိုကခန်းကင်တဲ့နေရာမှာပို့ပြီးတော့ညှိသွားမယ်။ပို့ပြီးတော့ချိန်လို့လည်းကောင်းသွားမယ်။ဒုတိယအချက်အနေနဲ့ကတော့ frame per second နေပို့ပြီးတက်လာတာပေါ့နော်။ဆိုတော့ဒီ super smooth setting က low device တွေကိုတက်ကတ်ထားတာဆိုတော့ကျွန်တော်ဒီဆန်းထားတဲ့ Oppo A5 မှာရော Tecno Pover 7မှာရောက frame per second ကို minimum 60 frame per second ထိတက်တယ်ဆိုတော့ဒီလိုမျိုး budget ဖုန်းတွေမှာ super smooth setting နဲ့ဆော့ရတာကတိတိတသားပို့ပြီးတော့ဆော့လို့ကောင်းသွားတယ်။နောက်ဆုံးအချက်အနေနဲ့ကတော့ဒီ super smooth setting က CPU GPU demanding ကို10%ထိချော့ချပေးတာဖြစ်တဲ့အတွက်ဖုန်းတွေရဲ့ ယ်ကျွန်တော်ဆော့နေတဲ့အချိန်မှာအပူကတိတိတတ်တာလေးညှော့သွားတယ်ဒီလိုမျိုးအပူချိန်တိတိတတ်တာညှော့သွားတဲ့အတွက်ဖုန်းရဲ့ဘက်ထရီကလည်းပိုပြီးတော့ခံသွားတယ်ဒါပေမဲ့ဒီလိုမျိုး super smooth setting နဲ့ဆော့မယ်ဆိုလို့ရှိရင်သတိထားရမှာလေးရှိတယ်။ပထမအချက်အနေနဲ့ကတော့ကျွန်တော် gaming virtual ကြာသွားမှာပေါ့နော်။ခုန HD နဲ့ဆော့ရတော့တော့ virtual မကောင်းတော့ဘူး။ဒါပေမဲ့ဒီလိုမျိုး virtual ကြာသွားတဲ့အတွက်မျက်ခင်းတွေခြုံပုတ်တွေကထူးထူးတိတိမဖြစ်သွားတဲ့အခါကျတော့ enemy prone လုံနေရတဲ့ဘာတွေကိုပို့ပြီးတော့မြင်ရသွားတယ်။နောက်ဆုံးအချက်အနေနဲ့ကတော့ဒီ super smooth setting ကကျွန်တော် low device တွေ entry level phone တွေ budget phone တွေအတွက်တက်ကတ်ထားပြီးတော့ထုတ်ထားတာဖြစ်တဲ့အတွက် ကွာဖုန်းအမြင်ကြီးခြင်ထားတယ်ဒီ super smooth setting ကိုဆင်းဆော့မယ်ဆိုလို့ရှိရင်ဘာမှထူမှာမဟုတ်ဘူးဆိုတော့တကယ်လို့ကွာဖုန်းအမြင်ကြီးခြင်ထားရဆိုလို့ရှိရင်လည်းကိုအရင်တိုင်းဆော့နေကြ graphic အမြင်နဲ့ frame per second အမြင်နဲ့လည်းဆက်ပြီးတော့ဆော့လို့ရတယ်ဘာပြဿနာမှရှိမှာမဟုတ်ဘူး ဆိုတော့အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်ဒီ super smooth setting ဆိုတာကကျွန်တော်တို့ budget phone တွေ entry level phone တွေမှာပိုကောင်းတဲ့ gaming experience ကိုပေးတဲ့ features တစ်ခုလို့ပြောလို့ရတယ်။အဲ့အတွက်လည်းကိုက budget phone တွေနဲ့ဆော့မယ်။အဲ့တော့မှရုပ်ထွက်ကြည့်ရင်ပြတာအားလိုချင်တယ်ဆိုလို့ရှိရင်ဒီ super smooth setting ထဲမြင်းတဲ့ဟာနဲ့ဆော့အဲ့ခါမျိုးမှာဆိုရင်တော့ကျွန်တော် performance လေးနည်းနည်းကျသွားမယ်။အဲ့အဲ့လိုမှမဟုတ်ကွာ frame per second များများလေးလိုချင်တယ်ပြရခက်ရတာပိုငြိမ်တာပိုတိကြတာပိုပြီး smooth ဖြစ်တာကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ budget phone တွေမှာဒီ super smooth setting နဲ့ဆော့တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ပြောရင်ချက်သားများများစားပါသေးဗျ။